အားလုံးပဲမင်္ဂလာပါရှင်မန္တလေးမြို့သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မဲဆင်းမှာရွေမှုအကြောင်းပြအာနာသိမ့်ခဲ့သောစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်မဲဆင်းများမှလူဦးရေ900တွင်300မှာရွေနေဟုကြံဖို့ပါတီမှဘူးလက်လက်ဆွေပြောတေသူများမဲဆင်းတွင်ပြန်ပါနေပြီးရက်ွက်အုပ်ချုပ်ရေးမှုမိသားစုနှင့်အမှတ်လောင်းမိသားစုပင်မဲဆင်းမပါဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် 2020ရွေးကောက်ပွဲတွင်မဲဆရင်မှားယွင်းသည်ဟုအကြောင်းပြအာဏာသိမ်းခဲ့သောစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်မဲဆရင်များမှလူဦးရေ900တွင်လူဦးရေ300မှားယွင်းနေကြောင်းကြက်ပေါ်ပါတီမှဘူးလလဆွေကအောက်တိုဘာလ9ရက်နေ့သူ၏လူမှုကွန်ရက်မှတဆင့်ထုတ်ဖော်ပြောဆိုခဲ့ပါသည်ရွှေကောက်ပွဲအတွက်မဲစရင်များသွားရောက်စစ်ဆေးကြည့်သောအခါလူဦးရေ900တွင်လူဦးရေ300မှာမဲစရင်များမှားယွင်းနေကြောင်းရက်ွက်အုပ်ချုပ်ရေးမှုနှင့်မိသားစုဝင်များပင်မဲစရင်မပါကြောင်း မဲဆင်းများအလွန်ကွာဟနေပြီးမဲဆင်းများပြန်လည်ပြုပြင်ရန်ပင်အချိန်တစ်ပတ်သာကြာတော့ကြောင့်ဘူးလလဆွေကပြောဆိုပါရယ်မဲဆင်းတွေကတ်ထားတာသွားကြည့်တယ်တော်တော်များများလွဲနေတယ်ဘလို့လွဲတာလဲဆိုတော့2020တုန်းကမဲဆင်းအဟောင်းကြီးလို့ယူဆရတယ်အခုအစ်စ်ပြန်ကောက်တဲ့ဒီရက်ကျေးအုပ်ချုပ်ရေးမှုတွေပြန်ကောက်တဲ့စရင်တွေမဟုတ်ဘူးကွာရာကတော်တော်ကွာတယ်900မှ300လောက်กว่าတယ်ဈာကတိတ်မကောင်းဘူး UEC အနေနဲ့ပြန်လုပ်ရမယ်ပုံစံ၃နှစ်ပြန်လျှောက်ပြီးတော့တော်တော်ကိုလုပ်ရမယ်ဒါအောက်တိုဘာ12ရက်နေ့ဆိုတော့ ဒီနေ့က9ရက်ဆိုတော့တပတ်ပဲချန်တော့တယ်။ဒီတပတ်အတွင်းမှာတော်တော်လုံယူရမယ်။ဥပမာမင်္ဂလာဒီပလို့ရက်ွက်မျိုးမှဆိုရင်ရက်ွက်အုပ်ချုပ်ရေးမှူးတော့မပါဘူးဗျာ။ရက်ွက်အုပ်ချုပ်ရေးမှူးနဲ့မိသားစုကမဲစင်းရဲမပါဘူး။ကျန်တဲ့လူတွေပြောမနေနဲ့အဲ့ဒီလူတွေဖြစ်နေတယ်။တည်သွားတဲ့သူတွေပြန်ပါနေတာရှိတယ်။တည်သွားတဲ့သူတွေနောက်တစ်ခါအပြီးပြောင်းသွားတဲ့သူတွေပြန်ပါနေတယ်။ဒါကတော်တော်များတယ်ဟုဘူးလက်လက်ဆွေကဆိုပါတယ်။ ထို့ပြင်မဲစင်းများမှာတမျိုးနယ်လျင်ရာကနန်းကျော်กว่าဟနေပြီးမဲစင်းမှားရွေးမှုများသည့်အတွက်မဲစင်းကိုဓာတ်ပုံရရွေရက်ွက်အတွင်လူဦးရေစရင်နှင့်တိုက်ဆိုင်စစ်ဆေးနေရကြောင်းစစ်တလောက်ခံရွေးကောက်ပွဲကော်မရှင်အနေဖြင့်မဲစင်းများကိုပြန်လည်ပြုပြင်ရမည်ဖြစ်ကြောင်းဘူလလဆွေကပြောပါတယ်နောက်တစ်ခါလွတ်တော်ကူဆက်လေတအူးပဲပါတယ် သူမိသားစုကြတော့မပါဘူးလွတ်တော်ကိုစလေတောင်အားနာလို့ထဲပေးလိုက်တာလားမသိဘူးအဲ့ဒီတော့ UEC ကအဲ့ဒီမင်းစင်းတွေကတော်တော်ကိုမှားနေတယ်တော်တော်ကိုပြန်ပြင်ရမယ်အဲ့ဒါတွေ့တယ်ဒါလေးကိုအချိန်မီပြုပြင်ဖို့ဘသူတွေအလောက်ရှုပ်လဲဆိုတော့ရက်ွက်အုပ်ချုပ်ရေးမှုတွေလွတ်တော်ကိုစလေတွေကိုတိုင်ကအားထုတ်ပြီးတော့မဲယုံတိုင်းကိုလိုက်ကြည့်ပြီးတော့မှတဲ့ပုံရိုက်ပြီးတော့ဒီစီရင်မှန်လားမမှန်ဘူးလားဆိုတာရက်ွက်တဲ့ကလူတွေကိုတိုက်ဆက်စေးတာတွေလုပ်နေရတယ်တမျိုးနဲ့တမျိုးနဲ့ကိုယာနဲ့ချီပြီးတော့ကွာနေတယ်ဒါလေးတော့အားထုတ်ပြီးတော့လုပ်ရမယ် ဒါလေးတော့အားထုတ်ပြီးတော့လုပ်ရမယ် UEC ကဟုဘူလလဆွေကဆိုပါတယ်။2020ရွေးကောက်ပွဲတွင် NLD ပါတီကအပြတ်သက်အနိုင်ရရှိခဲ့တော်လဲမင်းအောင်လိုက်နှင့်စစ်တပ်ကမင်းစင်းများမှားယွင်းသည်ဟုဆိုကာအကြောင်းပြ၍2020ရွေးကောက်ပွဲရလဒ်ကိုပယ်ဖျက်ကောင်သမရဦးဝင်းမြင့်နှင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တို့ကိုဖမ်းဆီးကာအာဏာသိမ်းခဲ့ခြင်းဖြစ်ပါတယ်။ ဆက်လက်ပြီးမုံရွာမြို့နယ်တွင်ပြည်သူများထံမှဆက်ကြီးကောက်နေသောရဲအရာရှိ၃ဦးနှင့်တပ်သားရဲတအုပ်တို့လိုက်ပါလာသောကားကိုတော်လန်ရေးတပ်များကပစ်ခတ်မှုရဲလေးဦးသေဆုံးပြီးလက်နက်ခဲယမ်းများသိမ်းဆီးရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းမုံရွာမြို့နယ်တွင်ပြည်သူများထံမှဆက်ကြီးကောက်နေသောရဲအရာရှိ၃ဦးနှင့်ရဲတပ်သားတအုပ်တို့လိုက်ပါလာသောကားကိုတော်လန်ရေးတပ်များကပစ်ခတ်မှုရဲလေးဦးသေဆုံးပြီးလက်နက်ခဲယမ်းများသိမ်းဆီးရရှိကြောင်းအဆိုပါမစ်ရှင်တွင်ပါဝင်ခဲ့သောတော်လန်ရေးရဲဘော်ကိုထွန်းကပြောဆိုပါတယ်။ အော်တိုဘာလာ၄ရက်နေ့နဲ့နောက်ပိုင်းမုံရွာမြို့နယ်တာစီလန်းနှင့်အတောအဝိုင်းဘက်တွင်ဖြီသူများထံမှငွေကြေးနှင့်ပါလာသောပစ္စည်းများအတင်းအဓမ္မဆက်ကြီးကောက်ခံနေသောရဲအရာရှိသုံးဦးနှင့်ရဲတပ်သားတအူလိုက်ပါလာသောအိမ်စီကားကိုတော်လန်ရေးတပ်များကတိုက်ခိုက်ခဲ့ကြောင်းအပြန်လန်တိုက်ခိုက်မှုအတွင်ရဲလေးဦးစလုံးသေဆုံးခဲ့ပြီးတော်လန်ရေးတပ်များထိခိုက်မှုရှိခဲ့ကြောင်းလက်နက်ခဲယံများတင်စီရရှိခဲ့ကြောင်းသိရပါသည် တည်ဆုံးသူရဲလေးဦးအနက်မှာတအူးမှာကချင်ပြည်နယ်မိုးကောင်းမြို့နယ်နမတီးနယ်မြေရဲစခန်းမှာရဲတက်ကြက်တင်းစော်ဖြစ်ကြောင်းတင်းစီရရှိသောလက်နက်ခဲယံများမှာ BA63 ခေါ် G3 နှစ်လက်နိုင်မမပစ္စတိုတလက်တို့ဖြစ်ပြီးလိုက်ပါစီးနှင်းလာသောအိမ်စည်းကားများမှာလည်းပြစ်ခတ်တိုက်ခိုက်မှုကြောင့်ပျက်စီးသွားကြောင်းသိရပါတယ်။အဆိုပါမစ်ရှင်ကိုမုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မုံရွာမြို့နယ်ပလာဖားနယ်ကျောင်းသားတပ်တော် SAF မုံရွာခရိုင်တပ်ရင်းနှစ်ခွဲသုံးရွာစော်ကြီးတော်လန်တန်ဘုဒ္ဓလင်မိုဘိုင်းတင်တို့က အတူပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ကျမ၏တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။